မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲတွေကြောင့်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်လှိုင်းပွဲမြို့နယ်ကနေထိုင်းဘက်ခြမ်းကိုစစ်ဘေးတိမ်းရှောင်ခဲ့တဲ့ပြည်သူ122ယောက်ဒီကနေ့နေရပြန်သွားကြပါရစေ။ လှိုင်းမွေးမြို့နယ်မှာစစ်ကောင်စီရဲ့ခမာယာ24ရှေ့တန်းစခန်းဒေသအခေါ်လေးပနာဒီစခန်းကတော့မေလ9ရက်နေ့မနက်10:00နာရီလောက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းတပ်တွေကိုသိမ်းပိုက်ခဲ့ပါတယ်။စခန်းသိမ်းတိုက်ပွဲကထိုင်းနယ်စပ်နဲ့တမိုင်ကျော်ပဲဝေးတာကြောင့်စစ်ဆောင်ပြည်သူ300ကျော်ကိုလည်းထိုင်းနိုင်ငံမဲဆောက်ဘက်မှာထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီတည်းကနေရက်ပြန်လို့တဲ့122ယောက်ကိုထိုင်းစစ်တပ်နဲ့အုပ်ချုပ်ရေးအဖွဲ့ဌာနဆိုင်ရာတွေက မေလ10ရက်နေ့မှာနေဆက်တောင်ရင်မြစ်စိတ်ကန်အထစ်ကိုကူညီပို့ဆောင်ပေးခဲ့လို့သိရပါဗျာ။ထိုင်းမက်ချန်မဲဥဖာလူရွာဖုံးတော်ကြီးကျောင်းမှာတော့လက်ရှိစစ်ပေးရှောင်း290ကျော်ကျန်ရှိနေသေးတယ်လို့သိရပါဗျာ။ငလင်ကြောင့်အိုးဘူအကျဉ်ဆောင်တွင်မှကိုဝင်ဆောင်၏အပါအဝင်နိုင်ငံရေးအကျဉ်သူအကျဉ်သား40ကျော်တည်ဆုံခဲ့ရကြောင်းသိရပါဗေဝေသတင်းပေးပို့ထားတာပါရှင် မတ်လ28ရက်နေ့မှာလုခတ်ခဲ့တဲ့အင်အားပြင်းငလျင်မှာမန္တလေးဥပိုလ်ချင်းထောင်အတွင်းအဆောက်အဦတွေပြိုကျခဲ့တာကြောင့်ကိုဝင်ဆောင်မျိုးသမီးတွေပါဝင်နိုင်ငံရေးကျင်းသူကျင်းသား42ယောက်တည်ဆုံခဲ့ရကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။ငလျင်လုခတ်ချိန်ကအချင်းထောင်တွေမှာတန်းပိတ်ချိန်ဖြစ်တာကြောင့်လူသေဆုံးမှုတွေပုံမူများပြခဲ့တာဖြစ်တယ်လို့ PPNM ကဖော်ပြထားပါတယ်။ဥပိုလ်ထောင်တွင်နိုင်ငံရေးကျင်းသူကျင်းသားများပါဝင် အချင်းသူအချင်းသား63ယောက်ထပ်မင်းသေးဆုံးခဲ့ရပြီးကိုဝင်ဆောင်2ယောက်လည်းပါဝင်ကြောင်းကို PPNN မြေပြန်ကြားရေးတာဝန်ခံက TVB ကိုတီးပြူပြောပါတယ်အိုဟိုထောင်အတွင်းမှာဒီငလျင်ကြောင့်မလို့ပေါ့နော်တိတ်ဆုံးခဲ့ရတာကတော့ဒီနိုင်ငံရေးအကျဉ်းသားအကျဉ်းသူစုစုပေါင်း42ဦးရှိပါတယ်။အဲဒီတခြားအကျဉ်းသားအကျဉ်းသူတွေရောပါဝင်မယ်ဆိုလို့ရှိရင်တော့အလုံးပေါင်း63အနည်းဆုံးလောက်ရှိပါတယ်။ဒီအကျဉ်းထောင်တွေကတမ်းပိတ်ချိန်မှာ ဒီငလျင်ရလှုပ်ခတ်သွားတာဖြစ်တော့ဗောနော်ဒီလူတီဆုံးမှုကပုံမှုများပြားခဲ့တာဖြစ်တယ်အဲတီဆုံးသွားတဲ့ကိုဝင်ဆောင်မျိုးသမီးနှစ်ဦးမှာတဦးကတော့လုံခြုံရေးရကျွန်တော်တို့ထုတ်ပြန်လို့မရဘူးဗောနော်နောက်တစ်ယောက်ကတော့မနှွင်နီဝင်းပဲဖြစ်ပါတယ်မနှွင်နီဝင်းကကြတော့အဲ့ဒီငလျင်တန်းကြောင့်ပဲဗောနော်ကလေးကဒီ အသက်မရှူတော့ဘူးပေါ့နော်အဲ့ဒါကိုဒီအပြင်စင်းရုံမပို့ဘဲနဲ့အချိန်ကြီးများစွာကြာနေခဲ့တယ်ပေါ့နော်အဲ့ဒီခါမှာအပြင်စင်းရုံပို့တဲ့ခါမှာကလေးကအသက်မရှိတော့ဘူးဖြစ်သွားတယ်ပေါ့နော်ကိုဝင်ရပေါ့နော်ပိုးဝင်နေတဲ့အတွက်ကြောင့်မလို့ဒီမိခင်ဖြစ်တဲ့မနှွနေဝင်းမှာတည်ဆုံးခဲ့ရခြင်းဖြစ်ပါတယ်မလင်းမှာတည်ဆုံးခဲ့ရတဲ့နိုင်ငံရေးကျင်းသူမနှွနေဝင်းကထောင်ကြတော့မှာကိုဝင်၃လရှိနေပြီငလင်ကြောင့်ထိခိုက်တံရရရှိခဲ့ရအရေးပေါ်စေကူတာခွင့်မရရှိပဲငလင်ရဲ့ပြီး၁၉ရက်မြောက်တဲ့နေ့ဧပြီလ၁၄ရက်မှာမှာ ထောက်ပြပစေယုံကိုပြသခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ငလင်ကြောင့်အမျိုးသားအိတ်ဆောင်အမျိုးသားအလုပ်ယုံအမျိုးသမီးအိတ်ဆောင်နဲ့အမျိုးသမီးစေယုံဆောင်တချို့ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်းသိရပါတယ်။ငလင်ကြောင့်ထိခိုက်ဒဏ်ရာရရှိသူနိုင်ငံရေးကျင်းသူကျင်းသား140ကျော်ရှိနေပြီးကုလအင်အားဆုံးရှုံးခဲ့ရတဲ့နိုင်ငံရေးကျင်းသူကျင်းသားအနည်းဆုံး၄ယောက်ရှိကြောင်းကို PPNN ကအတည်ပြုထားပါတယ်။ ဒီကတော့ဒီအိုးဟိုအချင်းဆောင်မှာပေါ့နော်ကိုဝင်တဲ့အမျိုးသမီးနိုင်ငံအပါဝင်အမျိုးသမီးနိုင်ငံချင်းတို့တွေက၄00ကျော်လောက်ရှိရယ်ပေါ့နော်အဲဒီနိုင်ငံကြီးကျလူကျင်းသားတွေအထဲမှာပေါ့နော်အသက်တွေသတိခံနေရတာဒါဒီစစ်ကောင်စီရဲ့ဒီအချင်းဦးစီးဝင်လန်းနေတဲ့တင်းမောင်ရှောက်မှုတွေမိသားစုနဲ့ပေးမတွေ့တာတွေအလုံးလုံးလုံးတဲ့စေဝါကုသခွင့်တွေမရရှိတာတွေကြောင့် မတည်သိမဲနဲ့ပြည်သူတွေကဒါဆိုအချင်းထောင်တွေထဲမှာတည်ဆုံနေရတာ ဖြစ်ပါလေရှင်ဟုတ်။ထောင်ထဲမှာအဲ့လိုတချောင်းတောင်ကိုင်မှန်ကွေးမရှိတဲ့နိုင်ငံရေးကျင်းသူကျင်းသားတွေပေါ်မှာလူအခွင့်အရေးပေါ်ပေါ်တင်တင်ရှိုးဖောက်နေတာဖြစ်တယ်။ဒါသည်ပြည်သူပြည်သူတွေပေါ်မှာဒါရွေကျက်ကြီးနဲ့တက်ဖြတ်နေတာဖြစ်ပါလေရှင်ဟုတ်။တနိုင်ငံလုံးကအချင်းထောင်40ကျော်မှာနိုင်ငံရေးကျင်းသူကျင်းသား2000ကျော်ကျန်ရှိနေပြီ။နိုင်ငံရေးကျင်းသူအမျိုးသမီး9000ကျော်လည်းပါဝင်ပါတယ်။အဲ့ဒီအချင်းကြနေတဲ့အမျိုးသမီးနိုင်ကျင်း9000ကျော်ထဲမှာ မိခင်နဲ့ကိုဝင်ဆောင်မျိုးသမီးနိုင်ချင်း125ရောက်ရှိကြောင်းနိုင်ငံရေးကျင်းသူများအဖွဲ့ WOPP ရဲ့စီးရင်တွေသိရပါတယ်။ကျွန်တော်ဝေပါစကောင်စီကဧပြီလတွင်ကစပြီးမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမကွေးမင်္ဂလီတိုင်းတွေကလင်းကွင်းတွေကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီးမူလကပုံမှန်သုံးနေကြမဟုတ်တဲ့လင်းကွင်းငယ်တွေကိုလည်းအဆင်ပြေသူနာတွေပြုလုပ်နေတယ်လို့ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ် ကွေးတိုင်းမှာပခုတ်ကူလေးစင်းနဲ့6မြို့နယ်ထဲကလမ်းရွာလေရင်ကွင်းတို့ကိုအဆင်ပြေတင်တာတွေပြုလုပ်နေပြီးစကိုင်းတိုင်းတွေကနာမခါနဲ့ကလေးလေးစင်းတို့ကိုလည်းအဆင်ပြေတင်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။မန္တလေးတိုင်းမှာတော့ပြင်းဦးနယ်နေစကန်းလေးစင်းကိုအကြီးစားပြင်ဆင်မှုတွေပြုလုပ်နေပြီးလေကြောင်းကနေရိခါထောက်ပို့တာနဲ့တက်ခိုက်တာတွေကိုပို့ပြီးအပြုလာမဲ့ပြူဟာချင်းနေဖြစ်တယ်လို့ညာလင်းတသူတေသနာအဖွဲ့တောင်းရှိသူကမှတ်ချက်ပေးပါတယ်။တလို့ဆိုရင်6နာလေးလေးတခုကိုပြင်တာမျိုးရှိရေပေါ့နော်လမ်းရွာလိုက်တာ မလေးစိတ်တစ်ခုရှိတယ်အဲ့ဒီဟာမျိုးပြန်ပြီးတော့ပြင်တာတို့ပါလို့ညာတို့ရှိတယ်ပေါ့ဗျာရှိတော့အဲ့ဒီဟာတွေကတော့ဥပမာရခိုင်စစ်မျက်နှာလိုမျိုးပေါ့ဗျာပို့ပြီးတော့ဥတီဟန်တူပါတယ်ဒီဘက်ကတတဦးမှာကလေးစိတ်ကြီးတော့ကြတော့တချို့တို့ဒီ SU30 နောက်ဆုံးရထားတဲ့ရုရှားလေယာဉ်တွေပေါ့လေနော်ဒါမျိုးတွေကိုအခြေဆိုင်လို့ရတဲ့နေရာတွေလည်းဖြစ်တာ ਉਹ အထာမျိုးတွေပို့ပြင်တယ်လို့တော့နားလေပါပဲအညာကိုရည်ရတာလည်းဖြစ်တဲ့တစ်ခွင်လုံးတစ်ပြင်လုံးကိုစစ်မျက်နှာအတွက်လေယူတဲ့ efficiency ရို့ဘာလို့ညာတို့နောက်တစ်ခါလက်နဲ့ခေရန်ဝေလို့ မြန်တဲ့နေရာတွေပေါ့ဗျာတိတ်မစွန်းစားတဲ့နေရာတွေဒီလိုမျိုးတွေမှာပို့ချီစိုက်ဖို့ကြိုးစားတယ်လို့ထင်ပါတယ်မြေပြင်ကဘယ်လို့မှတိုးမပေါက်တော့ဘူးလေနော်လေစိတ်တီပေါ့ဗျာဥမာပခုတ်ကူလေစိတ်လိုတာမျိုးတွေရှန်တယ်ပေါ့မိတိလာပေါ့ဗျာနောက်တစ်ခါဒီမြေမျိုးအလီစကန်လေစိတ်ဒါမျိုးတွေကို upgrade လုပ်လာတယ်ကျွန်တော်တို့နားလေပါတယ် မြန်မာနိုင်ငံလေပိုင်းမှာမြေပြင်ကနေရိခါထောက်ပို့တာတွေလုပ်ဖို့အဆင်မပြေတော့တယ်လို့ချင်းတွင်းတဲ့အရာဝင်မြို့တို့တခြားရေလန်းကလည်းဒေသတွင်းကာကွယ်ရေးအဖွဲ့တွေကအကြင်ကြီးကြဖြတ်တက်ခိုက်တာကြောင့်လေကြောင်းစနစ်ကိုပို့ပြီးအပြုဖို့စစ်ကောင်စီကကြိုးစားလာတာဖြစ်တယ်လို့စကိုင်းဒေသခံ PDF တွေကပြောပါတယ် ပြည်သူတွေကတအားကိုဆိုရင်ချိုးရွာရဲဆိုရင်မနေရအောင်ပုံစံမျိုးဖြစ်နေတော့တာတော်ရီထဲမှာခက်ခဲတာပေါ့ဗျာအခုကအနေကဆိုတော့နေဘူးမလဲတအားပြင်းတော့ယောဂပညာရဖြစ်ကြတယ်ပုံရရတော့တအားဝင်နေကြပါစီလင်းလန်ကြရင်ကိုကြောက်နေကြဒီနှစ်ပိုင်းမှာဆိုရင်တို့လုံးဝမထိုးစစ်မစင်နိုင်တော့ဘူးတုံးနေတဲ့အချိန်မှာတို့လေရင်နေနဲ့ဘယ်နေရာကြကြဘယ်သူသေးသေးကြရင်နေနေကြချမယ်ဆိုတဲ့ပုံစံမျိုးနဲ့တို့လုံနေကြပြည်သူတွေအနေနဲ့ဒီဥရထားပါလင်းအံဟိုနားဆိုရင်မှာတို့ကလုံးဝမလူစိတ်မမွေးတော့ဘူး စစ်ကောင်စီကမန္တလေးတဒဦးလေစိတ်မေတိလာရှမ်းတဲလေစိတ်နေပြည်တော်အီလာလေစိတ်စကိုင်းနမခလေရင်ကွင်းကလေးလေစိတ်နဲ့မကွေးလေစိတ်တွေကိုအကြီးအကဲအသုံးပြုပြီးမြန်မာနိုင်ငံအလဲပိုင်းစကိုင်းမကွေးချင်းမန္တလေးတို့မှာလေကြောင်းတက်ခိုက်တာတွေပြုလုပ်ခဲ့တာပါ စကိုင်းငလင်လောက်ခတ်ခဲ့တဲ့မတ်လ28ရက်နေ့ကနေမေလ10ရက်နေ့အထိစစ်ကောင်စီကနိုင်ငံတော်မှာလေကြောင်းတိုက်ခိုက်မှု938ကြိမ်အထိပြုလုပ်ခဲ့တာပါအဲ့ဒီထဲကအကြိမ်400ကျော်ဟာသူတို့ကိုယ်တိုင်အပြည့်ရကြောင်းကြီးညာထားတဲ့ကာလအတွင်းမှာတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ငလင်အလုံးကာလမှာ DVB ရဲ့လက်လက်မီလောက်စုစည်းထားတဲ့သတင်းချက်လက်တွေအရစစ်ကောင်စီကလေကြောင်းတိုက်ခိုက်တာနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်349ယောက်ထပ်မံနေတေဆုံးခဲ့ပါတယ်ကျွန်တော်တုဒ္ဒချန်တာပါ ဒီ VV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝမ်ဒီပါ